အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့ဧသင်ကိုလို အရေးချေးရှိသူဖြစ်အောင်အမျိုးသမီးတွေစူးစမ်းတင်နေလို့ပြောလာတယ်အမကြီးတို့ရဲ့ရုပ်တံ view file လေးကိုအားလုံးတယောက်တင်ပြပေးလိုက်ပါသေးဗျာအားလုံးလေးဒီ view file လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပြီးကြပါအောင်ဗျာအားလုံးလေးမင်္ဂလာပါဗျာမြမကက်ထရီနောလေး channel မှာ ပြန်လေးကြိုဆိုလိုက်ပါသေးဗျာအခုဖြစ်နေတဲ့ဒေါ်ဧသင်ကိုနဲ့ ဟိုအမေရိကန်ငင်းချမ်းမှာသမီးဆိုးပွဲမှာလေကျမအာမက်အီတင်ကိုကျမတော်တော်သဘောကျတယ်သူ့ရဲ့စိတ်ဓာတ်ကိုလည်းအရန်သဘောကျတယ်အဲအခုပြဿနာမှာဆိုရင် ကျမဘာလို့တွေးမိလဲဆိုတော့မိန်းမတွေကကို့အစွမ်းစားနဲ့ကို့ပတ်စံ အဲရှာကိုရှာတင့်တယ်ဆိုတာဒါထောက်ပြသွားတာဗာလဲဗာလဲဆိုတော့အဓိကတော်တော်များများလည်းသိမယ်ထင်ပါတယ်ဒီနေ့ဒေါ်အေးတဲ့နေရာမှာပစံအသင်တင်လောက်ပဲရှာနိုင်ပြီးတော့အာနောက်ကိုပေါ့နော်ပြန်ပြီးဥပမာကိုကဒီလိုမျိုးအာအပြည့်ဝသူ့နောက်ကိုလိုက်ချင်လို့ပစံသုံးချင်ရင်တော့မှပဲပြန်လှည့်ကြည့်နေရမယ်အဲနောက်ကိုပြန်ငဲညာနေရမယ်အတိုင်းတာမျိုးမရှိတဲ့အတွက် သူ့ကိုဟိုဘယ်လိုပြောမလဲမစီမဆိုင်မတရားစော်ကားသွားတဲ့သမီးဆိုရေစုံရေစုံသူကလိုက်လို့ရတယ်လိုက်နိုင်တဲ့အဲအခွင့်အရေးတွေနဲ့အစွမ်းစားတွေသူ့မှာအများကြီးမြင်ရတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့သူ့ရဲ့အစွမ်းအစားသူ့ရဲ့ကိုပိုင်အစွမ်းအစားနဲ့သူအာပတ်စံကိုအပြည့်အစုံကွာအနောက်ကနေပြီးတော့အာရေကုံရင်ကုံပလိစေသူလည်းနောက်ကိုဘသူ့မှာဂယူးဆိုင်စရာမလိုဘူးဒီမင်းသူ့ကိုမတရားစော်ကားသွားတဲ့လူကိုသူကသူစော်ကားသွားတာနဲ့အမြပြန်ပြီးတော့ စောကားခံခဲ့ရတာနဲ့များပြန်ပြီးတော့သူပြန်လုံနိုင်တဲ့အရေးချင်းသူ့မှာရှိတယ်လို့ကျွန်မထင်တယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကိုယ်ဆန်းဆန်းနဲ့ကိုယ်ပတ်စံရှာနိုင်တဲ့အမျိုးသမီးဖြစ်နေလို့နော်ကို့အရေးချင်းနဲ့ကို့ပတ်စံရှာနိုင်တဲ့အမျိုးသမီးဖြစ်နေလို့ဒီလိုမျိုးလုံနိုင်တယ်လို့ကျမကတော့ထင်တယ်အဲ့တော့စိတ်ထဲမှာမိမတွေကလေ အဲမိမတွေကအနောက်ကိုအခုသူပတ်ဆံရှာနိုင်လို့သူ့နောက်ကိုပြန်ပြီးငဲညာနေရမယ်လူရှိရင်တော့မှပဲသူဒီလောက်ထိလုံနိုင်မှာမဟုတ်ဘူးဒါပေမဲ့ तू ကကြတော့အာမြန်မာနိုင်ငံမှာကိုပိုင်ပတ်ဆံဝင်ငွေနဲ့တောက်ပနေတဲ့မိမတွေအများကြီးပဲကွာအာဒါပေမဲ့လက်ရှိမှာပွဲပွဲဖြစ်နေတာမဟုတ်တဲ့အတွက်သူတို့တော့တိတ်မသိကြဘူးဗောနော်အခုကတော့သမီးဆိုးနဲ့ဒေါ်အေတင်ကိုနဲ့လက်ရှိပွဲဖြစ်နေတော့သူတို့ကတော့နည်းနည်းလူပိုသိသွားတာဗောကွာဒေါ်အေတင်ကိုဆိုရင်ဒါမိမတွေကြားထဲမှာ तू ကသူကပါစင်းနေအောင်မပါဘူးနော်လူတိုင်းမှာသူ့ရဲ့ကိုရေးကိုယ်တဲ့ကိစ္စကကျမတို့နဲ့မဆိုင်ဘူးဒါမှကျမတို့မြင်နေရတဲ့အာသူ့ရဲ့ ဲစွမ်းဆောင်ရည်ကိုကျွန်မကသဘောကျတယ်။အဲသူ့အစွမ်းစားနဲ့သူ့နောက်ကိုလှည့်ကြည့်စရာမလိုတဲ့အနေထားနဲ့ရေဆုံးမြေဆုံးသမီးဆိုသူ့ကိုစော်ကားသွားတဲ့သမီးဆိုရအောင်လိုက်မှာ။ကျွန်မအရန်သဘောကျတယ်သူ့လေ။အရန်သဘောကျတယ်အဲပြီးတော့လေဟိုငကိုစပြီးပွဲဖြစ်တုန်းနဲ့ကလည်းကျမအာကြည့်မိတာဟိုကြည့်မိတဲ့အခါကျတော့ဘသူကလွန်တယ်ဘသူကမှားတယ်ဆိုတာလေအဲဘသူကမှန်တယ်ဆိုတာကျမတို့မြင်နေရတယ်လေနော်အဲ့တော့အာတမီးစိုးဘက်ကနေပြီးတော့အစအဆုံးအကုန်လုံး လုံးဝဖောင်းခဲ့တာလေအာအီသင်ကိုကိုအတကောမတရားထိုးနှက်ပြီးတော့သူနဲ့လည်းမစီမဆိုင်အကုန်လုံးမှာဖြစ်ခဲ့တာဆိုတော့အခုချိန်မှာတော့သူ့ရဲ့ဝင်ထဲရောက်လာပြီလေဟုတ်တယ်မလားကိုယ့်ရဲ့အကွက်ထဲရောက်တယ်အီသင်ကတော့စော်မှာပဲရေစုံမြေစုံလိုက်မှာပဲဘာဖြစ်လဲသူလိုက်နိုင်တဲ့အနေထားရှိရယ်လေအခုချိန်မှာသမီးဆိုလည်းပတ်ပြေးနေရကွာစောက်ရက်တစမ်းမှမရှိဘူးနော်သူလည်းလေတော်တော်စောက်ရက်မရှိရသေးလားပုံစံမျိုးတုံးပဲငကောကသူလေကြီးမိုးကြီးတွေမတရားပြောခဲ့တယ်အဲ့ဒါဆိုရင်သူအခုလာဖြည့်ရှင်းလိုက်လေဟုတ်တယ်မလားမဖြည့်ရှင်းမဲ့နဲ့ပတ်ပြေးနေတာကြီးကတော်တော်ကြီးရုပ်ပြက်တယ်နော်စိတ်ပြက်စရာကြီးအဲ့သမီးဆိုတယောက်